မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးမှုတဲ့ကြိုးဆိုပါရယ်ကျမတို့လက်ထက်မှာ1225ခုနှစ်နိုဝင်ဘာလ29ရက်နေ့အတွက်မိုးလေဝသအခြေအနေအသေးစိတ်အချက်အလက်တွေရောက်နေပါပြီဟုတ်ကဲ့ပါဒါကမဲ့ဒါကမနေ့ဖြန်မိုးရွာမလားနေပူမလားဆိုတာတော့ပဲပြောမှာမဟုတ်ပါဘူးအများကြီးပိုကျက်ပြန်ပါတယ်ဒီတစ်ခေါက်ကဟုတ်ပါရယ်အခုချိန်မှာကျမတို့ဒေတာပတ်လည်မှာမုန်တိုင်းနှလုံးတစ်ပြိုင်တည်းရှိနေတယ်နော်ဟုတ်တယ်ပင်လာပင်လေရောမှာ cyclone mongdai ditwa နဲ့ဟိုဘတ်တောင်ရိုးပင်လယ်ပင်မှာအပူပိုင်းမုန်တိုင်းကိုတိုးပါဒီနေ့မှာအဲ့ဒီမုန်တိုင်းရဲ့အခြေအနေကိုကြည့်ရင်းနဲ့လေဒီလိုပုံမှန်မဟုတ်တဲ့ရာသီဥတုတွေရဲ့နောက်ွယ်ကတကယ်မောင်းနေတာတွေကဘာတွေလဲဆိုတော့အတွင်းကြက်ကြက်ဆွေးနွေးသွားချင်ပါတယ်ဒါကတကယ်ဝရေးကြည့်တဲ့ချက်ပါပဲမိုးလေဝသခမှန်းချက်ဆိုတာကရေမင်းနဲ့ပြင်ပေါ်ကခြေနေကိုမြင်ရသလိုပဲလေအင်းကျွန်တော်တို့ကရေအောက်မှာဘာတွေထိနေလဲဆိုတာကိုပါလေ့လာမှာပါဒီမုန်တိုင်းတွေရဲ့နောက်ွယ်မှာကွာလုံးဆန်ညာ ယာဒုဒုစနီကိုချဲလဲ့နေရဲ့အင်းလာနီညာလို့ဖြစ်စင်တယ်။အော်လာနီညာဟုတ်တယ်ပြီးတော့အိန္ဒိယသမုဒ္ဒရာရဲ့အပူချိန်ပြောင်းလဲမှု IOD လို့ဖြစ်စင်ကြီးတယ်ရှိနေတယ်။ဒီအင်အားကြီးနှစ်ခုပေါင်းစုံတဲ့အခါဘလို့ထူးခြားဆန်းကျတဲ့ယာဒီယိုဒုတွေဖြစ်လာနေတယ်လေ။ပြေတော့ဒါကလာမဲ့စောင်းရတဲ့အတွက်ဘလို့အရေးအယောင်တွေပေးနေတယ်လဲဆိုတော့ကိုပါချိတ်ဆက်တုံးသက်သွားကြမှာအောင်နော်အတိအကျပါပဲ ကောင်းပါပြီ။ဒါဆိုလက်ရှိခြေနေရနေစလိုက်ကြအောင်။လူများစိတ်ဝင်စားဆုံးဖြစ်နေလေဘင်္ဂလားပင်လယ်အော်ကဆိုင်ကလုန်းမုန် တိုင်းဒက်ဖွာအကြောင်းအရင်ပြောကြည့်အောင်။သူရဲ့နောက်ဆုံးအခြေအနေကဘယ်လိုရှိပါသလဲရှင်။ဟုတ်ကဲ့။နိုဝင်ဘာလ28ရက်နေ့တိုင်းထွာချက်တည်းရဒက်ဖွာဟာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာရှိနေပါတယ်။တိတိကျကျပြောရင်ထရီလန်ကာနိုင်ငံထရီကိုမာလီမြို့ထရင်ကိုမာလီအနီးကနေဖြစ်ကျော်နေပြီးတော့အော်တိလန်ကာနားမှာဟုတ်ပါတယ် မြန်မာနိုင်ငံကိုကိုကျွန်းရဲ့အနောက်တောင်ဘက်ရေမှန်ရှစ်ရာချိုးလောင်းမှာဗိုလ်ပြနေတယ်။သူ့ရဲ့အင်အားကတော့အမ်ဘိုချင်းနေဗျာ998ဟက်တိုပါစကယ်နဲ့အမင်းစိုးလေတိုင်နှောင်းတနားတွေ45မိုင်လောက်ရှိနေပါတယ်။ဆိုတော့အားလွန်ပြင်းတဲ့မွန်တိုင်းရှင်းတောင်ဟုတ်ပြီပေါ့ဗျာ။သူ့ရဲ့ခမလန်းကျောင်းကတော့ဘယ်ဘက်ကိုဥတည်နေပါလဲ။မြန်မာနိုင်ငံအတွက်စိုးရင်ဆရာရှိနိုင်မလား။လော်လော့စေခမန့်ချက်တွေရတော့သူကမြောက်အနောက်မြောက်ဘက်ကိုဆက်ရွေမယ်။ဆိုတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းတမိုနာဒူနဲ့အင်ဒရာပရာဒေ့ရှ်ကမ်းခြေတွေဘက်ကိုဥတည်နိုင်ခြင်းများပါတယ်။အဲ့ဒီတော့မြန်မာပြည်ဘက်ကိုတိုက်ရိုက်လာမယ့်အလားအလာမရှိဘူးပါနော်။ဟုတ်ပါတယ်။တိုက်ရိုက်ဝင်ရောက်မဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်ဆင့်တရီပေးချက်ပဲထုတ်ပြန်တာတာပါ။အဝါရောင်ဆင့်ဆိုတော့တိုက်ရိုက်မထိခိုက်ဘူးလို့ဆိုလိုပေမယ့်သူ့ရဲ့တွေ့ဝိုက်တဲ့တက်ရဘူးတွေတော့ရှိမှာပေါ့။ကန်ဂျိုဒန်ဒေတာကလူတွေတော့ဒါကပါကိုဆိုလိုတာပါလေ။တိကျတယ်မေခွန်းပါပဲ။တိုက်ရိုက်မဝင်ဘူးဆိုပြီးမြန်မာရဲ့အရှိန်ကြောင့်ပင်လယ်ပြင်ကတော့ လုံးဝငြိမ်းနေမှာမဟုတ်ဘူးလေဟုတ်ကဲ့မြမပင်လေပြင်အချူချင်းမတမာခွေမွင်းတင်းတင်းသားဒီကန်ယိုတိုင်းနဲ့ကန်းလွန်ပင်လေပြင်ဒီမှာလှိုင်းအမိ၅ပေကန်းဒီခုနှစ်ပေဒီရှိလာနိုင်ပါလေ၅ပေကနေခုနှစ်ပေအဲ့ဒါ၅ပါလင်ငယ်တွေအတော့အန်ဒရယ်ရှိတဲ့အမြင့်မန်နော်မှန်ပါတယ်ကုန်တင်နေမိုးကြီးတွေအတော့တောင်ဂရုပြုရမယ့်အခြေအနေပါဒါကြောင့်ရေလိုသားတွေရောပြည်တွင်းလေကြောင်းလိုင်းတွေမှာတတိထားဖို့အကြံပြုထားတာဖြစ်ပါတယ် အချိန်တည်းမှာပဲတောင်ရုပ်ပင်လယ်ပြင်မှာလဲကုံတိုးဆိုတဲ့မုန်တိုင်းတလုံးရှိနေတွေ့ရဆိုတော့ဒါကနိုဝင်ဘာလကုန်ပိုင်းအတွက်တော့တော်တော်လေးလှူရှားမှုများတဲ့အချိန်လေးလို့ပြောရမှာပေါ့ဟုတ်ပါတယ်ကိုတိုကတော့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ရဲ့အရှိတ်အဝါမှာရှိနေပြီးအနောက်ဘက်ကိုဖိထေးချင်းရွေ့လျားမယ်လို့ခန့်မှန်းထားတယ်ဒီမုန်တိုင်းတစ်ခုရဲ့အရှိန်ကြောင့်နိုဝင်ဘာ29ရက်နေ့မှာဆိုရင်အင်းတရင်တာတိုက်ဒီတာကြီးမှာနေရာကွက်ကြမိုးထီဆုံးရွာနိုင်တယ်ရွာရန်ရာနှုန်း60ဆိုတော့တော်တော်များတာပေါ့နော် ဟုတ် ဒါပေမဲ့ channel နေပြီးတော့ရန်ကုန်မန္တလေးလိုမျိုးကြီးတွေအပါအဝင်ဒေသအများစုကတော့တာယာမဲ့အလားလာရှိနေပါတယ်။ကောင်းပြီ။ဒါကတော့မနေ့ဖြန်အတွက်အခြေအနေပေါ့။ဒါပေမဲ့ဒီမုန်တိုင်းတွေကပိုကြီးတဲ့ဇလိုင်းတပုတ်ရဲ့အစိပ်ပိုင်းတစ်ခုလိုပဲခံစားရတယ်။ဒီယာဒီတစ်ခုလောကထူးခြားနေသလိုပဲ။ဟုတ်တယ်။အထူးသဖြင့်လွန်ခဲ့တဲ့သိမကြခင်ကဖြစ်သွားတဲ့စင်ညာမုန်တိုင်းကိုပြန်စစမိတယ်။အဲ့ဒီမုန်တိုင်းကမိုးလေဝသပညာရှင်တွေတောင်မဖြစ်နိုင်မို့လို့ထင်ထားတဲ့အရာတွေကိုလုတ်ပြသွားတယ်။ ကျွန်မထင်တယ်အဲ့ဒီစင်ညာမုန်တိုင်းကိုနားလည်နိုင်ရင်အခုထိနေတာတွေအကြောင်းရင်းကိုမှနားလည်နိုင်လိမ့်မယ်။အင်မတန်ထိမိတဲ့ချိတ်ဆက်မှုစင်ညာကတမိုင်းမှာမတန်းတန်ရမယ်ဖြစ်စင်ဗျ။တူဟာမိုးလေဝသဆိုင်ရာစာအုပ်တွေကစီမင်းတွေကိုချိုးဖောက်သွားတယ်လို့တော့ပြောလို့ရတယ်။ဟုတ်လား။ပုံမှန်မုန်တိုင်းတွေကအပူပိုင်းဒေသမှာဖြစ်တည်ပြီးမြောက်ဘက်ကိုတက်လိရှိတယ်လေ။ဒါပေမဲ့စင်ညာကစန့်ကျင်ဘက်တောင်ဘက်ကိုပြန်ဆိုင်ဆင်းသွားခဲ့တယ်။ခဏလေးတောင်ဘက်ကိုဆင်းသွားတာဟုတ်လား။ ပြီးတော့မလေးရှားရုံးဆွဲကို ဖြတ်ပြီးအိန္ဒိယသမုဒ္ဒရာကနေပစိဖိတ်သမုဒ္ဒရာတွေကိုကူးသွားတယ်ဆိုတာဒါကသမုဒ္ဒရာတစ်ခုကနေနောက်တစ်ခုကိုကုန်းမေပေါ်ကနေခုံကူးသွားတယ်လို့ပဲမုံတိုင်းတစ်ခုကကုန်းတွင်းပိုင်းကိုဖြတ်ကျော်ပြီးအသက်ရှင်နိုင်လို့လားရှင်အဲ့ဒါဒါပဲသူ့ရဲ့အထူးခြားဆုံးအချက်ပဲပိုပြီးအံ့ဩစရာကောင်းတာက तू ကုန်းတွင်းကိုဝင်တဲ့နေရာပါပုံမှန်အဖြစ်အီကွေတာအနီးမှာမုန်တိုင်းတွေဖြစ်တည်ဖို့လိုအပ်တဲ့ ကဘာလေဘာအာဂိုရီယိုလစ်အက်ဖက်ကတင်မရှိဘူး။အင်းဟုတ်။ဒါကြောင့်မွန်တိုင်းတွေကမြောက်လက်တီတို့အတွက်9ဒီဂရီ6ဒီဂရီအထက်မှာပဲကုန်းတွင်းကိုဝင်ရောက်ရှိတယ်။ဆင်ယာကအီကွေတာနဲ့ကပ်နေတဲ့မြောက်လက်တီတို့တုံးနဲ့တုံးတက်တရှိမှကုန်းတွင်းကိုဝင်ရောက်ခဲ့တာပါ။ဒါကမွန်တိုင်းတစ်ခုအတွက်မဖြစ်နိုင်လောက်တဲ့ဇုံတွေကိုဝင်သွားတာနဲ့အတူတူပါပဲ။ဒီလိုစီကဲမဲ့လမ်းကြောင်းကြောင့်ဖိလာတဲ့အကျိုးဆက်တွေကလည်းထားမှာမဟုတ်လောက်ဘူးထင်တယ်။လုံးဝမသိပါဘူး။သူရဲ့ထူးဆန်းတဲ့လမ်းကြောင်းကြောင့်ထိုင်းတောင်ပိုင်း မလေးရှားနဲ့အင်ဒိုနီးရှားဆူမတရာချွန်မြောက်ပိုင်းတွေမှာနှစ်ပေါင်း300အတွင်းအဆိုးရွားဆုံးရေကြီးရေလောင်မှုတွေထိခဲ့ပါတယ်။နှစ်ပေါင်း300မှာတခါဟုတ်ပါတယ်။လူရာနဲ့ခြေတည်ဆုံးခဲ့ပြီးစီးပွားရေးဆုံးရှုံးမှုကအမေရိကန်ဒေါ်လာဘီလီယံနဲ့ရှိရှိခဲ့တယ်။ဒါကလမ်းမသွားတဲ့မုန်တိုင်းတစ်လုံးကဘလောက်တောင်အဖြစ်ဆွင့်အားကြီးမားနိုင်တယ်ဆိုတာကိုပြလိုက်တာပါပဲ။ကြားရတာတောင်စတီးထက်စရာပဲ။ဒီလိုဖျော်ဖြင်းရှင်းနေတဲ့ရာသီဥတုရဲ့နောက်ွယ်ကလက်သေးကဘာတူလဲ။ ဒီလိုမုံတိုင်းတွေကိုလမ်းကြုံဖြောင်းပြနေလောက်တဲ့အင်အားကဘဲကလာတာလဲရှင်ဒီပရမ်ပတာဖြစ်စင်ကြီးရဲ့နောက်ွယ်မှာအရိကမောင်းနေအာကြီးနှစ်ခုရှိနေပါတယ်ပထမတစ်ခုကတော့လာနီညာဖြစ်စင်မှာလာနီညာကြားပူပါတယ်ဟုတ်လာနီညာကိုပစိဖစ်သမုဒ္ဒရာပေါ်ကလေပြင်းတိုက်တဲ့ပန်ကားကြီးတစ်ခုရဲ့လာယာပြောင်းတွားတာနဲ့တင်စားလို့ရတယ်ပုံမှန်ဆိုအရှိကနဲ့အနောက်ကိုတိုက်တဲ့လေကအားကောင်းပြီးရေဘူးတွေကိုအာရှဘက်ကိုပို့ပေးတယ်လေအင်း လာနီညာဖြစ်တဲ့အခါဒီလေကပိုလို့တောင်အားကောင်းလာပြီးရေပူတွေအာချဘက်မှာပိုပြီးစုပုံလာစေတယ်။ဒီလိုဖြစ်လာတဲ့အခါကဘာတဘုံလုံးရဲ့လေထုစီစစ်မှုပုံစံတွေပါ ပြောင်းလဲတော့ပြီးစင်းရလို့မုန်တိုင်းတွေလမ်းကြောင်းလွဲတာမျိုးဖြစ်လာစေတာပါ။အခုကအားပြောတဲ့လာနီညာအဆင့်ကိုရင်းနေတဲ့ကာလဖြစ်ပြီးဒီအချိန်က2026ဖေဖော်ဝါရီလအထိဆက်ရှိနေ ਉ မှာပါ။ကောင်းပြီ။လာနီညာကကဘာလုံးဆိုင်ရာ ပုံစံတွေကိုပြောင်းလဲပစ်လိုက်တယ်။ဒါပေမဲ့ ဲ့ဒီတခုတည်းနဲ့တော့စင်ရလို့ပြင်းထန်တဲ့ဖြစ်စဉ်ကိုရှင်းပြဖို့မလုံလောက်သေးဘူးထင်တယ်။သူ့ရဲ့အစွမ်းကိုပိုတိုးပါစေတဲ့ဒုတိယအကြောင်းရင်းတစ်ခုရှိရအောင်မယ်။တကြပါလေ။အဲ့ဒါက negative indian ocean type လို့ခေါ်တဲ့ဖြစ်စဉ်ပါ။ IOD ဟုတ်ဒီတခုကိုတော့ပိုလွဲအောင်ရှင်းပြရင်အိန္ဒိယသမုဒ္ဒရာကိုရေချိုးကန်ကြီးတစ်ခုလိုမြင်ကြည့်လိုက်ပါ။ပုံမှန်ဆို ရေမြင့်နှင်ကညီနေရမယ်ဒါပေမဲ့ IOD ချစ်တဲ့အခါ ကန်ထက်ကရေပူတွေအလုံးကျွန်တော်တို့အရှိတောင်အရှာဘက်ကန်ရဲ့အရှိဘက်ချမ်းကိုလာပြီးစုပုံနေတယ်လို့ဖြစ်သွားတယ်။အော်ရေပူတွေကတစ်ဖက်မှာပဲစုသွားတာပေါ့။ဟုတ်တယ်။ဒီလိုပင်လယ်ပင်လယ်အော်နဲ့ကပလီပင်လယ်ဘက်မှာပင်လယ်ရေတွေပုံမှန်ထက်ပိုပူနွေးလာတာကမိဖို့ပေါ်တင်ထားတဲ့ရင်ွေးအိုးကိုမိအရှင်တင်လိုက်တယ်လို့ပါပဲ။ရင်ငွေပြန်လွန်တွေအဆမတန်များလာပြီးအပေါ်ကိုတက်တက်လီပိုအားကောင်းလာတယ်။အဲ့ဒီခါကျမတို့ဒေတာပေါ်မှာမုန်တိုင်းတွေဖြစ်ပေါ်ဖို့အတွက်အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိုက်သလိုဖြစ်သွားတာပေါ့နော်အတိအကျပါပဲအခုတော့ပုံစံအဖြစ်အစုံကိုမြင်လာရပြီဆိုတော့လာနီညာကကမ္ဘာလေဒူစနစ်ကို မွေနောက်နေတဲ့အချိန်မှာ IOD ကအိန္ဒိယသမုဒ္ဒရာထဲမှာမုန်တိုင်းဖြစ်ဖို့အတွက် hotspot ကြီးတစ်ခုဖန်တီးပေးလိုက်တယ်ဒီနှစ်ခုပေါင်းလိုက်တဲ့အခါဆင်ယာလိုမျိုးထူးဆန်းပြီးအဖြစ်ဆွမ်းအားကြီးတဲ့မုန်တိုင်းတွေမွေဖွာလာဖို့အခွင့်အလမ်းအရင်များသွားတာပေါ့အဲ့ဒီဖြစ်စဉ်နှစ်ခုကို အရှိမျောက်မုတ်တုံလေးကဝင်ပြီးအဖြစ်လိုက်တဲ့အခါလေရုကအင်မတန်မတီးမငင်းဖြစ်ပြီးအခုလိုအခြေအနေတွေကိုဖြစ်ပေါ်စေတာပါဒါပဲပဲတရင်ကောင်းတစ်ခုကတော့ဟုတ်ကဲ့ IOD ဖြစ်စဉ်ကလာမယ့်ဒီဇင်ဘာလမှာအပြော့ပြီးဂျာနီရဲ့အဆင့်ကိုပြန်ရောက်တော့မှာပါဒါကြောင့်အိန္ဒိယသမုဒ္ဒရာဘက်ကမုံတိုင်းဖြစ်နိုင်ချေရောကြောက်ဖို့တော့မျှော်လင့်နိုင်ပါတယ် IOD ကအနာယူတော့မယ်ဆိုတော့ဒါကသပင်းချက်စရာတရင်ကောင်းတစ်ခုပဲဒါပေမဲ့လာနီညာကတော့ဖေဖော်ဝါရီလအထိဆက်ရှိနေဦးမယ်လို့ဆိုထားတယ် ဒါဆိုလာမယ့်2025-2026ဆောင်းရည်အတွက်ကျမတို့ဘာလီကိုမျောလင့်ထားတင်တယ်။နောက်ထပ်အံ့ဩစရာလေးချက်ဤသေးလားရှင်။လာနီညာရဲ့အရှင်ကဂျန်နီသေးတဲ့အကွယ်လာမယ့်ဆောင်းရည်ဟာတမားယိုးချဆောင်းရည်ဒီနှစ်ဖြစ်လာမှာမဟုတ်ပါဘူး။အတိကသတိပြုရမယ့်အချက်၃ချက်ရှိပါပဲ။ပထမတစ်ချက်ကတော့ဒီနှစ်ဆောင်းဟာပုံမှန်ထက်ပိုအီးပြီးပိုကြာနိုင်တဲ့ဆောင်းဖြစ်လာနိုင်ခြေအများကြီးပါတယ်။ပိုအေးမယ်ဆိုတာဘလောက်ထိ ပြောတာပါလဲ။ ညဘက်မှာဆောင်းထဲဖို့ခြုံယုံလားဒါမှမဟုတ်ထူးထူးခြားခြားအေးခေးတဲ့ချီနေတီတီထင်လိုက်လားအထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းရှမ်းပြည်နယ်နဲ့အလေးပိုင်းဒေသတွေမှာညအပူချိန်တွေတိတိတသားကြာဆင်းနိုင်ပါတယ်တချို့ကွန်မြူနတီတွေမှာရေခဲမအောက်နီးပါရောက်နိုင်တဲ့ညတွေရှိလာနိုင်တယ်။ဩဒီအေရန်ကဇန်နဝါရီလမှာအဆုံးတမမဟုတ်ပဲဖေဖော်ဝါရီလကုန်အထိဆွဲသွားနိုင်တဲ့အလားအလာရှိပါတယ်မြန်မာနိုင်ငံအလေးပိုင်းကသူတွေတောင်ဒီနေ့စောင်းမှာတော့အနှွေးတဲ့ကောင်းစားတစ်ချက်လောက် ဝယ်ထားဖို့စဉ်းစားသင့်ပြီပေါ့ဗျာ။ကောက်ရီပထမချက်ကပိုအေးပြီးပိုရှင်မိတ်ဆောင်ဒုတိယချက်ကတော့ဘာဖြစ်မလဲရှင်။ဒုတိယချက်ကတော့ဆောင်းရသည်မှာမိုးရွာလာကိုတတိပြုရမှာပါ။ဆောင်းတွင်မှာမိုးရွာရဲဆိုတာထူးစားနေလို့ထင်စရာရှိပေမဲ့လာနီယာရဲ့အစွမ်းကြောင့်စီနေမိုးနေလို့ခေါ်တဲ့မိုးဖွဲဖွဲရွာတာဟိုကောင်းကင်အော့ဒါမျိုးတွေဂျုံရနိုင်တဲ့ခြေရှိပါတယ်။အခုတနင်္သာရီဘက်မှာရွာနေတယ်လို့မျိုးပေါ့နော်။ဟုတ်တယ်။အဲ့လိုမျိုးပေါ့။ ဒါကစောင်းရသည်ချောက်တွေ့တဲ့ရာသီဥတုံးကိုမိခိုနေရတဲ့စောင်းတီးနံစိုက်ပျိုးရေအတွက်တော့စိန်ခေါ်မှုထူဖြစ်လာနိုင်ပါတယ်။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲ။တောင်တူတွေအတွက်ရိတ်သိမ်းချိန်မှာမိုးရွာတာကအတော်လေးထိခိုက်နိုင်တယ်။နောက်ဆုံးအချက်ကတော့ကံယူတန်ဒေသတွေတဖြစ်မိထင်တယ်။တကြနေဦးမှာဖြစ်လို့ရေလိုသားတွေအနေနဲ့လိုင်းလေတရီပိချက်တွေကိုအနည်းနဲ့နှဆွနေဖို့အရေးကြီးပါတယ်။ပင်လေထောက်တာကိုခဏရပ်ထားဖို့လိုအပ်ရင်လည်းရပ်ထားရမယ်ပေါ့။ဟုတ်ပါတယ်။လုံဟုတ်ကိုလိုအပ်ပါတယ်။ ဒီအချက်တွေပေါ်မူတည်ပြီးကြုံတင်ဖြစ်စမှုအနေနဲ့ဘာတွေလို့ထားတင်လဲဆိုတာကိုလည်းဆွေးနွေးသွားရင်ကောင်းမယ်ထင်တယ်။အဓိကကတော့အခြေခံအကြောင်းဆုံးထည်တဲ့နှွေးနှွေးထွေးထွေးနေဖို့ပါပဲ။အနှွေးတဲ့ဆောင်းခြေဤဥထုဆက်ရတွေကိုအဆင်တင်ပြင်ထားတင်တယ်။အထူးသဖြင့်တက်ကြီးဝဲဦးတွေနာမကျန်းသူတွေနဲ့ခလင်းငယ်တွေကအရေးတံကိုပုံမခံနိုင်တဲ့အတွက်သူတို့ကိုအထုခယူဆိုင်ဖို့လိုပါတယ်။ကျမရေကိုလည်းခယူဆိုင်ရမှာပေါ့နော်။ဟုတ်နောက်တစ်ချက်ကယာရီဥထုအကူအပြောင်းမှာဖြစ်လျက်ရှိတဲ့တုတ်ကွေးနဲ့အေးမိဖျားနာမှုတွေအတွက် ကိုခံအားကောင်းအောင်အဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးဖို့ရင်နွေးများများတောက်ဖို့အရေးကြီးပါတယ်။အရေးကြီးဆုံးကတော့ယာတိဥဒုကအရင်လိုပုံတွေထွက်ချက်လို့မရတော့တဲ့အတွက်တရားဝင်မိုးလေဝသတရင်တွေကိုနေစဉ် group design နားထောင်ဖို့လိုင်းနာဖို့ပါပဲ။အခုလိုဖြစ်စဉ်တွေကကျမတို့ကိုသင်ခန်းစာပေးနေတာကတော့တတိရှိချင်းကအန်ဒီကိုကာကွယ်ချင်းပါပဲ။ဟုတ်ပါလေ။ဒီနေ့ဆွေးနွေးမှုတွေကိုပြန်ချုပ်ရရင်နောက်ပြန်နွေးမှာနေစဉ်9ရက်နေ့အတွက် this war moon တိုင်းချောင်း ပင်လယ်ပြင်မှာလိုင်ကြီးနိုင်တာကိုအဓိကသတိပြုရပါမယ်။ကုန်းပင်ပိုင်းမှာတော့အများအပြားတာယာနိုင်ပါတယ်။ဒါပေမဲ့ပိုးချဲပြားနဲ့အမြင်နဲ့ကြည့်ရင်ဟုတ်ပိုးချဲပြားနဲ့အမြင်နဲ့ကြည့်ရင်လာနီညာနဲ့ IOD လိုကမ္ဘာလုံးဆိုင်ရာရာသီဥတုအင်ဂျင်ကြီးတွေကြောင့်ဆင်ရလိုထူးခဲတဲ့မုန်လိုင်းတွေကြုံခဲ့ရပြီးလာမယ့်ဆောင်းရတရားလေပုံမှန်မဟုတ်ပဲပိုအေးပိုရှေးနိုင်တဲ့ဆိုကကိုနားလည်ခဲ့ရပါတယ်ပေါ့ဒါရီအလုံးကရာသီဥတုပြောင်းလဲမှု climate change နဲ့တက်ရောက်မှုတွေကြောင့် ကျမတို့မကြုံဘူးတဲ့ဖြစ်စဉ်စမ်းတွေကို ပိုပြီးရင်ဆိုင်လာရနိုင်တယ်ဆိုတဲ့အချက်ကိုမိမုံထုတ်ပြနေတယ်လို့ပါပဲမှန်ပါတယ်တချိန်ကနှစ်300မှတစ်ခါဆိုတဲ့ဖြစ်စဉ်မျိုးဟာ နောက်မှဆယ်စုနှစ်တခုမှတစ်ခါဖြစ်လာနိုင်တယ်ဆိုတဲ့တတိပေးခေါင်းလုံးတန်တစ်ခုပါပဲကျွန်တို့ရဲ့ယာတိဥရုစနစ်ကြီးတစ်ခုလုံးဟာ အရင်ကထပ်ပိုပြီးရကြောက်ကြရနိုင်လာတဲ့ပိုပြီးရအစွန်းရောက်လာတဲ့ဆိုတာကိုဒီအချက်လက်တွေကသက်တည်ပြနေပါတယ် ကြိုတင်ခန့်မှန်းရပို့ခက်ခဲလာပြီး ဖြင်းစင်ထားရမယ်တဲ့တာလည်းပို့ရီးလာနေတာပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာတွေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီနေ့ဆွေးနွေးမှုတွေကမိုးလေဝဲတာနဲ့တမိုးထီးရရေစီးကြောင်းတွေအပေါ်မှာအဓိကအာရုံစိုက်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုရာတီဥတုပုံစံတွေပုံမပြင်းခံလာတဲ့အခါတိတ်ပြီးတတိမထားမိတဲ့တခြားကဏ္ဍတွေအပေါ်မှာဘလိုမျိုးတွယ်ဝိုက်တဲ့တက်ရောက်မှုတွေဆက်တိုက်ဖြစ်ပေါ်လာနိုင်မလဲဥပမာအခါမဟုတ်မိုးဒါမှမဟုတ်အရေးပူတာကြောင့် ဆောင်းသီးနန်ဒီရဲ့အထွနှုံးအပေါ်တက်ရောက်မှုပလေရဲ့အမှုချိန်ရောင်းလင်းမှုကြောင့်ငါးဖန်လုံငန်းတန်းစရာပေါ်တက်ရောက်မှုဟုတ်တယ်အမမို့ဒီလိုရသည်ဥဒုအစွန်ရောက်မှုတွေအတွက်တီဆောင်းဝထားတဲ့ကျမတို့ရဲ့မြို့ပြအခြေခံအဆောက်အုံဒီအပေါ်မှာဖြစ်လာနိုင်တဲ့ဖီးအားတွေလိုမျိုးပေါ့ဒီလိုဒုတိယဆင့်တတိယဆင့်တက်ရောက်မှုတွေကဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုတော့ဆက်လက်စဉ်းစားတုံ့တက်ဖို့လိုအပ်နေအောင်မှာဖြစ်ပါတယ် The debate ကနေကြိုးရှုပါရရှင်ဒီနေ့ကျမတို့ဆွေးနွေးမှာကတော့2025ခုနှစ် နိုဝင်ဘာလ29ရက်နေ့အတွက်မိုးလေဝတ်တာခံမှန်းချက်တည်ပါပဲအထူးကကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ cyclone montai difwa ကိုအခြေခံပြီးပြောကြမှာပါဆိုတော့ကျမတို့ရဲ့အထူးကမေခွန်းကတော့လေဒီနေ့ရဲ့ယာတိဥတုအခြေအနေဟာသမန်ယာတိကုံမွန်တိုင်းငယ်တစ်ခုလားဒါမှမဟုတ်အရှိတောင်အရှာတစ်ခုလုံးမှာဖြစ်ပေါ်နေတဲ့ပူကြီးမတဲ့ယာဒီဥတုဖောက်ပြန်မှုရဲ့အရှိပြေလက္ခဏာတခုလားဆိုတာပါပဲ။ကျမရဲ့အမြင်ကိုယင်ပြောရရင်တော့ လက်ရှိအချက်အလက်တွေရဒီနေ့အတွက်အခြေအနေဟာအစီမံခန့်ခွဲနိုင်တဲ့အစ်စ်မှာပဲရှိပြီးအလွန်ကျွန်းဆွေးရင်ဆရာမရှိသေးဘူးလို့မြင်ပါလေရှင်ကျွန်တော်တို့အဲ့ဒီနေရာမှာသဘောထားနည်းနည်းလေးကွဲလွဲကြည့်နေခင်ဗျာဒီအခြေအနေကိုတိကျဖြူစင်တစ်ခုအနေနဲ့ကြည့်လို့မရဘူးလို့ထင်တယ်အမ်ဒါပိုကြီးမားတဲ့ယာဒီဥရုမတီငေမှုကွင်းဆက်ကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအနာဂတ်တော့တတိပြေးကောင်းလောင်းတဲ့တခုလို့ပဲကျွန်တော်တို့ရှုမြင်ပါတယ်။ဒါဆိုကျွန်မဘက်ကဘာကြောင့်အလွန်အကျွံစွန့်ရင်စရာမရှိဘူးလို့ပြောရတယ်ဆိုတော့ရင်ရှင်းပြပါစေ။ ဒီအောင်ဝင်ထုပြန်ထားတဲ့မိုးလေဝသတတဲ့အမဆန်အဲ12725ကိုပဲတတကြည့်အောင်လေဆိုက်ကလုန်းမွန်တိုင်း this war ဟာမြန်မာနိုင်ငံဘက်ကိုလုံးဝဦးတည်မနေပါဘူးဒါကြောင့်အဝိုင်းအောင်အချင်းလိုပဲတမတ်ထားတယ်တွေ့တွေ့ဝိုက်တယောက်မှုဆိုတာကလည်းမြန်မာကန်ယူတန်နဲ့ကန်လွန်ပင်လေပြင်မလိုင်းအမိ9ဘေကနေ9ဘေလောက်ရှိနေတယ်ဆိုတာပဲဒါကတိုက်ရဲချင်းချုံမှုမှမဟုတ်တာပြီးလို့နိုဘာဘာ26ရင်းနေအတွက်ပြေကင်းခဏချက်ကိုကြီးလိုက်ရင်လေတနေ့တည်းတိုင်းမှာနေရာကူကြမွန်နေရွာနိုင်တာကလွဲလို့ကြံတဲ့တိတာအများစုမှာရာသီဥတုကတန့်ရမှာလေ ဒါကြောင့်လက်ထက်မှာရှိတဲ့ data ကိုပဲကြည့်ပြီးပြောရရင်အခြေအနေကပုံမှန်ပါပဲ။စိုးရင်စရာယာတိမှုဖောက်ပြန်မှုကြီးတခုရဲ့လက္ခဏာလို့ကောက်ချက်ဆွဲဖို့ကတော့နည်းနည်းစောလွန်တယ်လို့ထင်ပါတယ်ရှင်။တင်ပြောတဲ့လက်ငင်း data ရမှန်ပါတယ်ခင်ဗျာ။ဒါမဲ့ကျွန်တော်တို့ကပုံမြင်တပိုးရဲ့စာမျက်နှာတမျက်နှာဒီကုန်မဲ့ဖတ်နေလို့မရဘူးလေ။ဇက်လန်းတစ်ခုလုံးကိုကြည့်မှာဖြစ်မှာ။ဒေဝမုန်တိုင်းတစ်ခုတည်းကိုမဲ့ကြည့်နေလို့မရပါဘူး။တချိန်တည်းမှာပဲတောင်ရုပ်ပင်လေပင်မှာလည်းအားကောင်းတဲ့ပူပိုင်းမုန်တိုင်းကိုတို့တလုံးလည်းရှိနေတယ် ဒါကပထမချက်ဒီမုန်တိုင်းတစ်ခုဒေတာတွင်မှတပြိုင်တည်းဖြစ်နေတာကလေထိုးထဲမှာတစ်ခုခုတော့မတည်ငြိမ်ဖြစ်နေပြီဆိုတာကို ပြနေတာပဲမဟုတ်ဘူးလားအဲ့ဒါကျေပိုရေးကြည့်တာက လုံနေတဲ့တည်တင်းပတ်တီကဖြစ်သွားတဲ့စင်ဃာမုန်တိုင်းရဲ့ဖြစ်စဉ်ပါအဲ့ဒီဖြစ်ရကကျွန်တော်တို့မူလဝဒပညာရှင်တွေတောင်းဘာဇက်အဟောင်းထားဖြစ်ခဲ့ရတယ်မော်ဒယ်တွေအားလုံးမားကုန်တာအဲ့ဒီဖြစ်ရကကျွန်တော်တို့ကိုတော်တော်လေးစဉ်းစားစရာတွေပေးထားတယ် ဲ့ဒီလိုတမိုင်းမှာမဖြစ်ဘူးတဲ့ဖြစ်ရကြီးဖြစ်ပြီးသိမကြရင်မှာပဲဒေဝတို့ကိုတို့တို့ဖြစ်လာတာကိုတာမန်ဖြစ်စင်လို့ကျွန်တော်ကတော့မထမတ်ချင်ဘူးစေမယားကိစ္စကိုခဏထားအောင်အခုဒီဝကိုပဲအရင်ပြောအောင်သူ့ရဲ့အရေးပါမှုကိုဘယ်လိုမြင်လဲလက်ရှိတိုင်းနာချိတ်တီယာဒီဝကအိန္ဒိယနိုင်ငံဒမေနာဒုနဲ့အန်ဒရာဘရစ်တစ်ကန်ရှိတဲ့ဘက်ကိုဥတည်နေတာလေသူ့ရဲ့ဗဟိုချက်လီဖီးယား960ရှိဟက်တိုဘတ်စကဲဆိုတာကအာပရိသနာလီအောင်ဘရိုင်းလီဖီးယားကင်းကနန်းကနစ်လေမုန်တိုင်းကပူပြင်းလေပေါ့ 998ဆိုတာကတေးပြီးကြောက်စရာကောင်းတဲ့အဆင်မဟုတ်သေးဘူးဒေတိုင်းတော့တနာရီ55မိုင်ဆိုတာလေဆိုင်ကလုံမုန်တိုင်းလွန်နာမဲ့တက်လို့ရအောင်အဆင်ပဲရှိတယ်ဒါကြောင့်မြန်မာနိုင်ငံအတွက်တိုင်းရဲ့အန္တရာယ်ရှိတဲ့ဒီမုန်တိုင်းကိုမုန်တိုင်းရသည့်နောင်ပိုင်းရဲ့ပုံမှန်ဖြစ်စဉ်ကခုလိုပဲတတ်မှတ်တာကပိုးပြီးလက်တွေ့မကြဘူးလားရှင်။စွာရဲ့လက်ရှိပြင်းအားထက်သူဖြစ်တည်နေတဲ့ပတ်ဝန်းကျင်အခြေအနေကအစ်စ်တရားမကပိုးအရေးကြီးတယ်။ဟုတ်တယ်ဒါကမုန်တိုင်းရသည့်နောင်ပိုင်းဖြစ်စဉ်ဒါပေမဲ့ဘလို့အခြေအနေအောက်မှာဖြစ်နေတာလဲ။ အခုကလာနီညာဖတ်ကိုရိမ့်လာတဲ့ဖြစ်စဉ်နဲ့အိန္ဒိယသမုဒ္ဒရာရဲ့ negative iod ဆိုတဲ့ဖြစ်စဉ်ကြီးနှစ်ခု တကိုင်းတစ်ထည့်ဖြစ်နေတဲ့ချိန်ဒီလို ရာသီဥတုကိုထိန်းချုပ်နေတဲ့အဲတွန်းအားကြီးနှစ်ခုစုံနေချိန်မှာဒီလိုမုံတိုင်းတွေဖြစ်လာတာကလေတူတွေမှာစွမ်းရှင်တွေပိုနေတဲ့မတည်ငင်ဘူးဆိုတာရဲ့တသက်ပဲခဏလေးနော်အဲ့ဒီရှင်ပြောတဲ့ negative iod ဆိုတာကိုနည်းနည်းလေးရှင်းပြပေးလို့ရမလားရှင်နားထောင်နေတဲ့သူတွေအကရောရှင်းသွားအောင်ပါဩဟုတ်ကဲ့ ရတာပေါ့ခင်ဗျာ negative iod ဆိုတာကအိန္ဒိယသမုဒ္ဒရာရဲ့အရှိနဲ့အနောက် ရေပူချိန်မြင်းညာပဲတဲ့ဖြစ်စဉ်တစ်ခုပဲအခုဖြစ်နေတဲ့ negative iod ကသမုဒ္ဒရာအရှိချမ်းဆိုလိုတာကမြန်မာနိုင်ငံနဲ့ပုံကြီးတဲ့ဘက်ကို မီးဖို့ပေါ်ကျင်းထားသလိုပိုပူဆဲတယ်ရေကပိုပူလေရေငွေ့ပြန်လို့များလေမုန်တိုင်းဖြစ်ဖို့အားပြေးလေပဲအဲ့ဒီအပေါ်မှာလာနီယာက Pacific သမုဒ္ဒရာဘက်ကနေလာပြီးထအားဖြေပေးသလိုဖြစ်နေတယ်ဒါကြောင့် ဒီစွာရဲ့တင်းရကအခုချိန်မှာနင်းနေနိုင်ပေမဲ့သူကိုဖြစ်စေတဲ့အခြေအနေကပုံမှန်မဟုတ်ဘူးဒီဇင်ဘာလမှာ IOD ကပြီးသွားနိုင်ပေမဲ့လာနီညာက2026 February လောက်ထိဆက်ရှိနေဦးမှာဒါကြောင့်ဒီလိုမုံတိုင်းတွေထပ်မဖြစ်နိုင်တော့ဘူးလို့ short တွေ့လို့လုံးဝမရဘူးကောင်းပြီအဲ့ဒီအချက်ကိုကျွန်မသဘောပေါက်ပါတယ်ဒါပေမဲ့လေအဲ့ဒီလိုရေရှိဖြစ်စဉ်ကြီးတွေကိုအခြေခံပြီးတော့လက်ရှိဖြစ်ရတဲ့ခုကိုအလွန်အကျွမ်းကောက်ချက်ဆွဲတာကအမှန်ပါမလားအခု အခုရှင်ရင်ပြောထားတဲ့ဆင်ရကိစ္စကို ပြန်တွေ့ရအောင် ဟုတ်တယ်ဆင်ရဟာတကယ်ကိုရှားပါဖြစ်စင်ဟုတ်ကဲ့နောက်လက်တီတဲ့သုံးပချီ၅စကြီးကြီးအီကွေတာနဲ့ကလင်မာကွန်းတင်းဝင်နေပြီးတော့ပင်လယ်တမှုကြီးရနှစ်ခုကိုဖျက်ကူးသွားတယ်ဆိုတာဟမ်ဒါကမိုးလေဝသမတ်တမ်းမှာရှေပုံတင်ရမယ့်ဖြစ်ရပဲဒါပေမဲ့အဲ့ဒီလိုဖြစ်ရရှားတစ်ခုကြောင့် disco လို့ပုံမှန်လမ်းကြောင်းအတိုင်းတွားနေတဲ့ moon တိုင်းတစ်ခုကိုပါအန်ဒီရရှိတယ်လို့သတ်မှတ်လိုက်ရမှာလား အဲ့ဒီလိုဆိုရင်မွန်းတိုင်တဲ့ကိုအနီရောင်ဆက်သဖန်ထားမှာပေါ့လက်တွေမကြဘူးလေဆင်ရကြောက်ထိုင်းတောင်ပိုင်းမလေးရှားလိုမှာနှစ်ပေါင်း300အတွင်အဆိုးဆုံးရေကြီးမှုတွေဖြစ်ခဲ့တာမှန်ပေမဲ့အဲ့ဒီတုန်းကအခြေအနေနဲ့ Discord ရဲ့အခြေအနေကပါမမဆိုင်ဘူး။ဘယ်ကွန်ပျူတာမော်ဒယ်တွေကတော်တော်လေးတိကျအောင်ခမန်းနိုင်ခဲ့တယ်။ဒါမဲ့ဆင်ရကအဲ့ဒီမော်ဒယ်တွေအားနဲ့ချက်ကိုမိမောင်းထုတ်ပြသွားတာ။ဘယ်မော်ဒယ်ကမှ तू အဲ့လုံတောင်တောင့်ပတ်ကြကြသွားမယ်လို့မခမန်းနိုင်ခဲ့ဘူး။ပုံမှန်လို့ MacBook ကိုမတက်ပဲတောင်ဘက်ကိုစိုက်ဆင်းသွားတာ။ တမုန်တရားကူးသွားတာတွေကကျွန်တော်တို့နားလည်ထားတဲ့လေထုစီစီမှုပုံစံတွေဖောက်ဖျက်နေပြီဆိုတော့ကိုလက်တွေ့ပြသွားတာပဲဒါကြောင့် Discord ရဲ့လက်ရှိခံမှန်းလမ်းကြောင်းကိုကျွန်တော်တို့မစ်စီမယုံလို့မရတော့ဘူးအချိန်တွေကအချိန်မျိုးပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အတိနဲ့တည်တည်ထားရမယ်ဒါကကြောက်ဖို့ပြောနေတာမဟုတ်ဘူးပိုပြီး smart ဖြစ်ဖို့ပြောနေတာဒါဆိုရှေ့ဆိုရတရားဝင်ထုတ်ပြန်ထားတဲ့ခံမှန်းချက်တွေရဲ့ယုံကြည်စိတ်ချရမှုအပေါ်မေးခွန်းထုတ်နေတာလားရှင်မေးခွန်းထုတ်နေတာမဟုတ်ဘူးခင်ဗျာအဲ့ဒီခံမှန်းချက်တွေရဲ့ကန့်သက်ချက် limitation ကိုနားလည်ဖို့ပြောနေတာ ခမှန်းချက်ဆိုတာအကောင်းဆုံးဖြစ်နိုင်ကြီးကိုတွက်ပြတာပဲ။ဒါမဲ့စင်ရလို့ဖျက်တီကမဖြစ်နိုင်ဘူးလို့ထင်ထားတာတွေတော့ဖြစ်လာနိုင်တယ်ဆိုတာကိုတက်တည်ပြသွားတယ်။အဲ့ဒီလိုခမှန်းရခတ်တဲ့အခြေအနေကပဲလာမဲ့ဆောင်းရသည့်ခမှန်းချက်ကိုကျွန်တော်တို့ဘာကြောင့်ပို့ပြီးတတိထားတဲ့လဲဆိုတာကိုမိမုံထိုးပြနေတာပါ။ကောင်းပြီအဲ့ဒီချက်ကိုဆက်သွားကြအောင်။လာမဲ့ဆောင်းရသည့်ခမှန်းချက်ကရေးကြီးတယ်ဆိုတာကျွန်မလက်ခံတယ်။ဒါပေမဲ့ဒါကရေးရှိခမှန်းချက်လေ။လာမဲဆောင်မှာပိုအေးမဲ့ပိုကြမဲ့အခါလွန်ပိုရမဲ့ဆိုတာတွေကဖြစ်နိုင်ခြေတွေပဲ ဲ့ဒီရေးရှိခံမှန်းချက်တွေကိုလက်ရှိနိုဝင်ဘာ29ရက်နေ့ရဲ့ ACE တည်ငြိမ်နေတဲ့အခြေအနေနဲ့တည်ရန်ရိုးထွေးပြီးစိုးရိမ်တာကပြည်သူတွေကိုမလိုအပ်ဘဲထိတ်လန့်စေနိုင်တယ်လို့ကျွန်မထင်တယ်။လက်ရှိအရှိတရာကဒဇဝဟာအဝေးမှာပြည်တွင်းရာသီဥတုကအများအားဖြင့်တာယာနေတယ်။ဒါကိုအခြေခံပြီးတွန်းပြလာကပုံမှန်ခံမလား။လာမယ့်လတွေမှာဖြစ်လာနိုင်ခြေရှိတာကိုအခုချက်ချင်းရင်ဆိုင်နေရတယ်လို့သဘောထားလိုက်ရင်ကျမတို့ရဲ့တွန်းပြမှုတွေရဲချော့သွားနိုင်တယ်လीကျွန်တော်တော့အဲ့ဒီလိုမမြင်ဘူးဗျာ ယာရီဥတုကိုရေတို့ရှူထောင်းတစ်ခုတည်းနဲ့ကြည့်လို့မရဘူးအခုကြုံနေရတဲ့အခြေအနေတွေကလာမယ့်ဆောင်းရာသီဘာကြောင့်ပုံမှန်မဟုတ်နိုင်ဘူးလဲဆိုတာရဲ့အကြောင်းရင်းခံနေပဲလေဟိုလာနီညာရဲ့အကျိုးဆက်တွေကအခုခရီးကစနေပြီတင်းအစောပိုင်းကထောက်ပြသွားတဲ့တနင်္သာရီမှာမိုးရွာနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ကိုပဲပြန်ကြည့်လိုက်ပါနိုဝင်ဘာလကုန်ဆောင်းအဝင်ကာလာကြီးမှာ မြန်မာနိုင်ငံတောင်ပိုင်းဆုံးမှာမိုးရွာနိုင်ခြင်းချုပ်ဆယ်ရာခိုင်နှုန်းရှိတယ်ဆိုတာကပုံမှန်မဟုတ်ဘူး။ဒါလာမယ့်ဆောင်းတွင်းမှာကြုံရနိုင်တဲ့အခါလုံးမိုးရဲ့ရှစ်ပြင်းနဲ့မဖြစ်နိုင်တဲ့ဒါကိုတိကျဖြစ်စင်လဲတခုလို့မြင်မလား။ဒါမို့ပိုကြီးတဲ့ပုံစံတခုရဲ့အစားလို့မြင်မလားဆိုတာကကျွန်တော်တို့ရဲ့ရှုထောင့်ပုံမှာမူတည်သွားတယ်။တနင်္စနေ့မှာမိုးရွာတာကမုတ်တုံအပြန်ကာလရဲ့အကျဉ်းအကျံဖြစ်နိုင်တယ်လို့ဒေသတင်းတင်တောင်းနေကြောင်းလည်းဖြစ်နိုင်တာပဲလေ။ အရာအလုံးကိုလာနီညာနဲ့ဆွေးစေပြီးကောက်ချက်ချဖို့ကတော့စောလုံးတယ်လို့ကျမတို့မြင်တုံးနေအခုထိဒစ်စွာဟာမြန်မာနိုင်ငံအတွက်အန္တရာယ်မရှိဘူးလာမယ့်နိုင်ရဲ့အတွင်းမှာလေနေပြီးတော့မန္တလေးဘေကူးလို့ဒေသတွေမှာညအပူချိန်အနည်းငယ်ရော့ကြတာကွယ်လင်းရာသီဥတုကတည်ငြိမ်နေုံမေဒီအချက်လက်တွေကကျမတို့ကိုစီမံခန့်ခွဲနိုင်တဲ့အခြေအနေမှာရှိနေတယ်ဆိုတာကိုပဲပြနေတာမဟုတ်ဘူးလားရှင်အဲ့ဒီငြိမ်မှုကအပေါ်ယံပဲဖြစ်နိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့ဟာဆင်းရဲမုန်တိုင်းဖြစ်ပြီးနောက်ပိုင်းဒေသတွေမှာလူရာနဲ့ချီတည်ဆုံးခဲ့ပြီးစီးပွားရေးဆုံးရှုံးမှုကဒေါ်လာဘီလီယံချီရှိခဲ့တဲ့ကမ္ဘာမှာနေနေကြတာ။ဒါကရာဒီယိုတို့ဖောက်ပြမှုရဲ့နောက်ဆက်တွဲကဘလောက်ကြီးမားတယ်ဆိုတာကိုပြတယ်။ကျွန်တော်တို့ဟာရာဒီယိုတို့ပုံစံတွေကအရင်လိုပုံတွေတွက်လို့မရတော့ဘူးဆိုတဲ့ခေတ်တခုကိုရောက်နေပြီ။ဒါကြောင့် တရားဝင်ထုတ်ပြန်ချက်တွေကအဝါရောင်ဆင့်လို့တမထိုင်းတောင်မှကျွန်တော်တို့ရဲ့စိတ်ထဲမှာတော့အမြဲတမ်းတတိဆိုတဲ့အနီရောင်အလံလေးတစ်ခုကိုလွှင့်ထူကားတင်တယ်။အထူးသဖြင့်လာနီညာနဲ့ IOD လိုဖြစ်စဉ်ကြီးတွေလွှမ်းမိုးနေခြင်းမပေါ့။ဒါကထိတ်လန့်စေတာမဟုတ်ဘူး။ကျိုးတင်ပြင်ဆင်ခြင်းပဲကောက်ပါပြီဒါဆိုရင်ညီကုန်းချုပ်အနေနဲ့ကျမရဲ့ရည်တည်ချက်ကိုပြန်လည်အတိပြုပါစေရှင်2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကိုရရှိထားတဲ့တိကျတဲ့မူလေဝတအချက်လက်တွေရော မြန်မာနိုင်ငံအတွက်ချက်ချင်းစိုးရင်စရာအခြေအနေမရှိပါဘူး။ဆိုက်ကလုန်းမုန်တိုင်းတက်ဝါဟာတူးလန့်ကြောင်းအတိုင်းတွားနေပြီးသူ့ရဲ့တက်ရောက်မှုကကန့်တက်ချက်ရှိတယ်။ပြည်တွင်းရာသီဓာတ်ကလည်းအများအပြားတည်ငိမ့်နေလေ။ဒါကလက်ရှိချိန်နေပဲဒါပဲပဲ။ရှင်ထောပြသလိုရာသီဓာတ်ထိစင်ဒီရဲ့ရှုပ်ထွေးမှုနဲ့ရေရွှေပြောင်းလဲလာနိုင်တဲ့ပုံစံတွေကိုဆက်လက်ဆောင်ကြည့်ရလာဖို့လိုအပ်တယ်ဆိုတာကိုတော့ကျွန်မပြေဝါလက်ခံပါတယ်။ကျွန်တော်ရဲ့ဏီကုံချုပ်ကတော့လက်ရှိတည်ငြိမ်မှုရတဲ့ချိန်နေရင်နောက်ွယ်မှာ လာနီညာနဲ့အာယိုတွေလိုကြီးမားတဲ့ရာဒီယိုတို့ပုံစံတွေကိုခြယ်လဲနိုင်တဲ့မောင်နှင်အားတွေရှိနေတာကိုမေ့တူးဆိုတာပါပဲ။ဆင်ယာမုန်တိုင်းလိုဖြတ်တွေကရာဒီယိုတို့ပုံစံတွေဟာပိုပြီးကြိုတင်ခံမရခက်ခဲလာပြီးမထင်မတာတွေဖြစ်လာနိုင်တယ်ဆိုတာကိုတသက်ပြနေတယ်။ဒါကြောင့်လက်ရှိချင်းတွေကိုတတိနဲ့ချင်းကပ်ပြီးအနာဂတ်မှာဖြစ်လာနိုင်တဲ့ပုံမပြင်းထန်တဲ့ရာဒီယိုတို့အခြေအနေတွေအသိပညာနဲ့ကြိုတင်ပြင်ဆင်ထားတဲ့တဲ့ဆိုတဲ့အချက်ကအရေးကြီးဆုံးပါပဲ။ပိုလွှဲအောင်ဖြောက်ရရင်တော့အင်ရှိမှမီးဟုန်နေတဲ့တွေ့နေရရင် ငါအိမ်တော့မလောင်သေးပါဘူးဆိုပြီးအေးစိမနေပဲမိတပ်ဖို့အဆင်သင့်ရှိမရှိစစ်ထားတဲ့တယ်ဆိုတဲ့သဘောပါပဲခင်ဗျာဒီနေ့မနက်ပိုင်းကတည်းကမုခတော်တော်လေးတီတီမိမိယူရနေတဲ့အမ်နေလန်လာဝတီမတေးသေးဘူးဆိုရင်တော့အပြင်းထွားဖို့အစီအစဉ်ခါတဲ့အလူကိစ္စတွေကိုဖြတ်ပြီးအိမ်ထဲမှာပဲအေးအေးစိစိအနားယူဖေလို့တယ်ပြနိုင်ခဲ့တယ်လို့ထင်ပါတယ်ရှင်တီချတဲ့လင်းငင်းခံပေါင်းချက်တွေနဲ့ကျေပြန့်တဲ့ရာသီဥတုပုံစံနေကြကဆက်ဆက်မှုကိုနားလည်ခြင်းအထက်ကျမတို့ပုံမှုပြေဆုံးတဲ့အမြင်ကိုရရှိနိုင်ပါပါ ီအကြောင်းအရာနဲ့ပတ်သက်ပြီးလေ့လာစရာတွေဆွေးနွေးစရာတွေအများကြီးကျန်ရှိနေသေးတယ်။ MM Thinkmate ကြိုးစိုးပဲ like လုပ်ပေးပဲ comment ပေးပဲ share ပေးပဲပြင်တွင် subscribe လုပ်ဖို့မပေးပေးနဲ့နော်။